င်္ဂလာပါရှင်၂025ခုနှစ်နိုဝင်ဘာလ24ရက်နေ့အတွက်မိုလီဝတာနယ်ဆလာဗီယာသတင်းများကိုနေပြီးတော့မိုလီဝတာနယ်ဆလာဗီယာညွှန်ကြားမှုအစီအထာနာမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24ရက်တွင်ကဖြစ်ပေါ်ခဲ့တဲ့ညာပူချိန်ခြေနေများမှာခြေနေများမှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်အောက်၄ဒီဂရီဆယ်စီယပ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းကယားပြည်နယ်နေပြီးတော့နေအကိုတိုင်းဒေသကြီးတို့မှာ နိုဝင်ဘာလရဲ့ပုံမှန်ပူချိန်တို့အောင်နှစ်တိကျရီဆက်စီယံရောင်းနေခဲ့ပြီးကချင်ပြည်နယ်မှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်ထက်နှစ်တိကျရီဆက်စီယံပိုခဲ့ကကြံတန်းဒီသားကြီးနဲ့ပြည်နယ်များမှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ်မြို့လိုက်ထူခြားတဲ့ညပူချိန်ခြေနေများမှာဟာခမြို့မှာ3.5တိကျရီဆက်စီယံလွန်လီမြို့မှာ9.5တိကျရီဆက်စီယံ ရှယ်ဘီနယ်တောင်ပိုင်းမြန်ဆန်မြို့နယ်ပင်လောင်မြို့တို့မှာ9.3ဒီဂရီဆယ်စီယက်စီဟဲအိုမြို့မှာ9ဒီဂရီဆယ်စီယက်တောင်ကြီးမြို့မှာ10ဒီဂရီဆယ်စီယက်မိုင်းရဲမြို့မှာ17ဒီဂရီဆယ်စီယက်လာရှိုမြို့မှာ17.2ဒီဂရီဆယ်စီယက်နဲ့ကျူးနယ်မြို့မှာ17.9ဒီဂရီဆယ်စီယက်တို့ဖြစ်ကြပါတယ်။မြို့လိုက်ထူခြားတဲ့ဖတ်သားဖွယ်ရာမွေချိန်မှာဦးတောင်မြို့မှာ3.3နှစ်3လမှာတိုင်ထွာရရှိခဲ့ပါတယ်။ အားကောင်းတဲ့လေဖိအားနဲ့ရေဝန်အန်ချီယန်ဒီဒီကနေ့မြန်မာစံတော်ချိန်၁၀နာရီခွဲချိန်တိုင်းပါခြင်းများအရကပ်ပလီပလဲပြင်တောင်ပိုင်းနဲ့ရေနယ်ဆက်ဆက်လျက်ရှိတဲ့မလက္ခဏာရေလက်ကြောင့်အနီးမှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေဖိအားနဲ့ရေဝန်ဟာဆက်လက်တည်ရှိနေပါတယ်အဆိုပါအားကောင်းတဲ့လေဖိအားနဲ့ရေဝန်ဟာအနောင်အနောင်မြောက်ဘက်သို့ရွှေ့လျားနိုင်ပြီးပို့မိုအားကောင်းလာကအင်္ဂါပင်လယ်အရှေ့တောင်ပိုင်းနဲ့ရေနယ်ဆက်ဆက်လျက်ရှိတဲ့ကပ်ပလီပလဲပြင် တောင်ပိုင်းတို့မှာ ဟုံးတိုင်းငယ်ဖြစ်သူရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။အဆိုပါအာကောင်နယ်လေးဖျားနဲ့ရဝုန်းရဲ့အရှိန်ကြောင့်မုံတမာကွေမုံတရင်သာကြီးကံယူရန်တချောင်းနဲ့ကံလုံးပင်လေးပြင်းတို့မှာရှမ်းဖန်ရခောင်မုတ်တလေးပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။မုတ်တလေးပြင်းကြခြင်းရှေးပြင်းပြင်းပြင်းလေးဟာတနာရီကို35မိုင်ရက်ထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြမမုံတမာကွေမုံတရင်သာကြီးကံယူရန်တချောင်းနဲ့ကံလုံးပင်လေးပြင်းတို့မှာကိုးပေမှာ7ဘီကန်ရှိနိုင်ပါတယ်။ ဒီကနေ့နေ့လယ်တနာရီခွဲချိန်မိုးလေဝသကျူးတို့မှာဖမ်းမရရှိတဲ့ပုံရအင်္ဂလန်ပင်လယ်ော်မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိမ်သိမ်းငယ်ဖြစ်ထိုးနေပြီးကပလီပင်လယ်ပြင်နဲ့ကြမ်းမင်္ဂလာပင်လယ်ော်တို့မှာတိမ်သိမ်းသမားတိမ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့တနင်္သာရီတိုင်းဒေသကြီးမှာမိုးထိပ်တောင်းများဖြစ်ထိုးမှုအကောင်လျက်ရှိပြီးအဆိုပါမိုးထိပ်တောင်းများရွှေလျားရာနေရာတစ်လျှောက်မှာမွေးရသွန်းခြင်းတွေအတူလေပြင်းတိုက်ခတ်ခြင်းမိုးထိပ်ချုပ်ခြင်းမိုးချုပ်ခြင်း ပြစည်းလက်ချင်းနဲ့မူတည်ကြွေးခြင်းစရင်မူရိဝတာဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်တတိပြုနိုင်မယံအကြံပြုအပ်ပါသည်။ကြံတိုင်းဒေသကြီးနဲ့ပြည်내များမှာတိမ်နှင်းငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါသည်။အခုမြင်တွေ့နေရတဲ့တိမ်တိုင်းကြီးကတော့ဖလပိုင်းပင်လယ်ပြင်အရှေ့ပိုင်းမှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းငယ်ကြောင့်ပဲဖြစ်ပါသည်။အဆိုပါအပူပိုင်းမုန်တိုင်းငယ်ဟာအနောက်အနောက်မြောက်ဘက်သို့ရွှေ့လျားနိုင်တယ်လို့ခန့်မှန်းရပါသည်။ ဒီကနေ့ရေပြင်းမိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံတောင်ပိုင်းဆုံးဒေသတွေမှာမိဖုရားရောင်းနေတာကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာမိုးဓမကွေမိုးတင်းသားကြီးကင်မရာရှောင်းနေကံလုံပင်လယ်ပြင်လုံးမှာရံဖန်ရံခါမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်မိုးတက်လေပြင်းကြခြင်းရေပြင်းပြင်းပြင်းလေးဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြမှာမိုးဓမကွေမိုးတင်းသားကြီးကင်မရာရှောင်းနေကံလုံပင်လယ်ပြင်လုံးမှာကိုးပေမှာ70ပေကန်ရှိနိုင်ပါတယ် ကြံမြမပင်လေးပြမလှိုင်တင်တင်ရှိပါမယ်လှိုင်ပြမမြဝကျုံပုံရခိုင်ကဲရန်ရှောင်းနဲ့ကမ်းလိုပင်လေးပြတို့မှာ6ပေမှာ10ပေကန်းရှိနိုင်ပါတယ်မနေ့ပြန်မနေ့ထိခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှုတစ်ချုံရွာပါမယ်ချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းကယားပြည်နယ်နဲ့နေပြည်တော်တို့မှာ အများအပြားတာယာပြီး စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီး ရှမ်းကုန်းတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိမ်တိမ်တိမ်ဖြစ်တော်မှာမင်းအခုဆက်လက်ပြီးမနေ့ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မျိုးစီများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇာမေယခမန်းချက်များကို တင်ပြပါမယ်ရှင် ီပြည်တော်နဲ့ညီတော်အတွက်မနေ့ပြန်မနေ့ဒီမူလီဝဒချန်နီခမန်းချမအများအပြင်တာရပါမယ်အနေဆုံးမူချိန်ပေါင်း16ဒီဂရီဆယ်ဆီယပ်62ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးမူချိန်ပေါင်း30ဒီဂရီဆယ်ဆီယပ်86ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ညီတော်အတွက်မနေ့ပြန်မနေ့ဒီမူလီဝဒချန်နီခမန်းချမလေးအများအပြင်တာရပါမယ်အနေဆုံးမူချိန်ပေါင်း20ဒီဂရီဆယ်ဆီယပ် 68ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးပူချိန်မှာ33ဒီဂရီဆယ်စီယပ်68ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတွားအတွက်မနက်ဖြန်မနက်ထိမူလီဝဒါချင်းဤခမန်းချမောင်းတိမ်တင်တင်ဖြစ်ထုံးပါမယ်။အမြင့်ဆုံးပူချိန်မှာ68ဒီဂရီဆယ်စီယပ်64ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးပူချိန်မှာ37ဒီဂရီဆယ်စီယပ်88ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ နောက်နေ့ရက်အတွက်ခံမှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်နေပြီးတော့ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာညအပူချိန်များအနေငယ်ရောနေနိုင်ပါတယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလဲနှစ်နိုင်ချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာပြာသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေရှင်